တော့မှပြီရှင်မအတူနဲ့ပြောရလေးလဲတော်လေးလဲအချိန်ကြာပြီဖြစ်တဲ့အတွက်ရှင်မအနေနဲ့နောက်ထပ်ဒီလိုဗမင်းမေးစရာရှိသေးတယ်အခုလို့ဆွေးနွေးတာမေးစရာထရီတူတူမရှိတော့ပါဘူးဗျာတပည့်တော်အလိုအဲ့လိုကူညီမယ်ဆောင်းရှောက်မယ်ဆိုတာလေးနဲ့တင်ကိုမတပည့်တော်တော်တော်လေးကိုမဝမ်းသာကျင်းနေတော့ပါပြီရှင်မဖုန်းတပည့်တော်ခေါ်ထည့်ပြီနော်အော်မထည့်ရသေးဘူးမထည့်ရသေးပါဘူးသူထည့်ပေးမယ်ခုံးပြန်လည်းပြောမယ်တက်ပါဗျာအမားလေအေးဆရာတော်ပေးထားရမြေအကျည်ကြီးပဲ ်အဲပထမစဉ်းစားတာလေတောင်းပေါ့အိုးကတောက်တဲ့နေရာမှာခိုင်းမှာထားနေအိုက်ကရင်ကြီးကျောင်းကနေရှိကျောင်းကနေညမအကျောင်းကနေမှာတိုင်းနေဆိုင်တခါလေတင်ငန်းပလတ်စတစ်မူတင်ငန်းကငါဒီကဒီပရိဝက်ဆော့တီကြီးဒီဒီဒီမှာအလုပ်စားလုပ်တော့မယ်ပေါ့နော်ပြန်ပါနောက်ကျတော့စစ်စစ်ပြောရကျော်ဖြစ်ပါဘူးဖြစ်ဘူးဘာလို့လဲဆိုတော့တပည့်တော်ရှိနေတယ်ဆိုတာနဲ့တပည့်တော်ရှိနေတယ်ဆိုတာနဲ့လေတပည့်တော်ချက်တဲ့ခွေးလေးတွေကတပည့်တော်နားမှာပဲလား ဘခုမတန်လာကြမှာလာကြမှာအဲ့လိုလာကြတာ ਨੇ ပဲတန်တရားပြန်လဲမှာပြတော့မရဘူးအဲ့ဒါကြောင့်မလို့အလွတ်ကိုယုံလွတ်လွတ်အောင်ယုံထပ်ပြီးတော့မှပြီးလာရတာတကယ်တော့ဘခုမကအထက်တုံအထက်တုံအေးရတယ်အေးဟုတ်ကဲ့ဟောလေချောင်းသားနီးလေကောင်းတယ်ကောင်းနောက်နဲ့ဆုံးလို့ရတယ်ကောင်းပြီအဲ့တော့အရှင်မန်းပြည့်တွေ့ဆုံခန်းလေးပါပြီးတော့အဲ၃၄၅ချိန်၉မိနစ် အဲလင်းငါးကဆိုတော့တော်လေးလေးပြည့်စုံပါတယ်ဆိုတော့ဘာသာကြားကလာတဲ့သူတယောက်အနေနဲ့နောက်ပြီးကြတော့အသက်ရွယ်လေးရပြီတင်ပါတယ်ပြီးတော့ကိုရင်လည်းဖာအဲဘာလို့ချင်းပြီနဲ့ဖလန်အဖလန်ဟာကာဟာကာဟာကာကအသက်20ကျော်မှလူငယ်မွတ်စလင်လေးတယောက်နဲ့တွေ့ကြဘူးอ่ะဩဘုရားဘာသာကိုရောက်သွားပြီးတော့ တပိတော့အရှင်မြတ်လိုပဲအင်တာဗျူးပါတယ်။အော်။တော်တော့သူ့ဘဝကျန်နေတာအေးရနှိမ့်ဆက်အော်။ဘုရားဘာသာဖြစ်သွားတဲ့အတွက်အသေးသက်ညံ့တဲ့ဘာသာယူဆတစ်ခုရနေခဲ့ရတာပါ။အခုတော့သူလဲစာပေပိုင်းလိုက်နေတယ်။တပည့်တော်ကသူတို့ပအရှိတိတ်ကံပါရမီလဲပါလာ။ဒါပေါ်တော့ပေါ်တော့ပါ။နောက်နောက်ရှိအရှင်မြတ်လိုအခြားမွတ်စလင်တွေကိုဘာမှမပြောပြခြင်းသေးလဲ။အဲ တပည့်တော်ပြောချင်တာလေးကတော့ဘာဘာသာပဲကို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 စိတ်ကောင်းနှလုံးကောင်းရှိကြပါဟိုမဟာတမဂန္ဒီကြီးကဟိုဟာဟိုဟိုအမေရိကန်သမောသားတယောက်ကို ပြောသလိုပေါ့မင်းငါ့ကိုကြီးညိုလို့ငါ့ရဲ့ဟိန္ဒူစတန်နီဘာသာတွေကိုဝင်မယ်လို့ပြောတာကိုငါလက်မခံဘူးမင်းကိုယ်တိုင်ဟာခရစ်ယာန်ဖြစ်ရင်ခရစ်စကားနေခရစ်ယာန်ကောင်းတယောက်ဖြစ်အောင်နေမင်းကိုယ်တိုင်မွတ်စလင်ဖြစ်ရင်မွတ်စလင်ကောင်းတယောက်ဖြစ်အောင်နေဗုဒ္ဓဘာသာဆိုဗုဒ္ဓဘာသာကောင်းတယောက်ဖြစ်အောင်နေဘာလို့လဲဆိုတော့ဘာသာဝယူဝါဒအတိအသီးမှာ ိုကောင်းသောပညာချက်တွေမြောက်များစွာချမှတ်ထားတာရှိတယ်။ကောင်းအောင်နေကောင်းအောင်စိတ်ကောင်းနှလုံးကောင်းမွေးမိမိကြောင့်မလို့ခုနှစ်ရက်သားသမီးခုနှစ်ရက်သားသမီးဘယ်သူမှစိတ်ဆင်းရဲခြင်းပုံဆင်းရဲခြင်းမဖြစ်ကြရစေနဲ့အဲ့လိုကောင်းအောင်နေနိုင်ရင်အတိုင်းအတာတရားကြည့်တော့သူကြိုးနှက်ပါလေ။ဒါလေးပါပဲတပည့်တော်ပြောချင်တာ။ဟုတ်ပါပြီခင်ဗျာ။ဒါပဲပြောအရှင်မြတ်။ဘာသာကြားလာပြီးတော့ပြစရတဲ့အခုတို့တရားကြီးကြားထဲမှာလဲဖိစံလေးတွေကို အလားခန်းသင်းပေးထားပြီးတော့စားစရာဆိုလည်းကောင်းသူတို့ဘောမှာကျွန်တ်ရောက်ဖို့အတွက်တက်ပြရတဲ့သူတွေအနေနဲ့လည်းကောင်းသူတို့ကြောက်ရတယ်ဗျာဒါပေမဲ့အဲ့ဒီမေတ္တာတရားတွေကိုဖယ်ပြောက်ပြီးတော့နှလုံးသားနုနုနဲ့တတ္တဝါတွေကိုကယ်ခဲ့တဲ့ကုသိုလ်တရားတွေကြောင့်လည်းအကောင်းဆုံးရောက်မှာပါစားပြရာအချိန်ချင်းဖတ်ပြီးအချိန်ချင်းလေ့လာနေမှဥပ္ပိနုညံ့တယ်လို့ပြီးတော့အကြောင်းရောက်သွားပြီဆိုတော့ ပြောင်းလဲလာပါလေမှန်ပါတယ်ဗျာဝိသောက်တည်တယ်ဆိုတဲ့အလွန်မွန်မြတ်တဲ့ယန်းတို့ကြံ့တော်ယန်းတို့ပြုံမွေးအပ်တော်ဝိနည်းဒေသနာတော်ကိုအဲ့မှာကြီးညာလိုက်အခုအရှင်မနေတိုင်းနဲ့ပုံစံပြောင်းသွားပါလေအာအဲ့ရကောင်းလာတဲ့ဝိနည်းဒေသနာရင်းနဲ့ဆုံးမြတ်သုံးသက်ချက်တွေကိုဒီလိုတာနာယူလာခဲ့ပြီးတော့အကောင်းဆုံးသောတာနာပြုယန်းတော်ဖြစ်အောင်ကျူးစာနိုင်ပါစေလို့လည်း တပည့်တော်ပြောပါတယ်ကျိုးစားပါမယ်ဆရာတော်ဗျာအေးအဲ့တော့တပည့်တော်ဘယ်အချိန်မဆိုတပည့်တော်ကြောင်းကိုကြွားနိုင်ပါတယ်အဲရှင်မယားအဲဘယ်ရတန်ခါဖြစ်ဖြစ်တန်ခါနဲ့တူတယ်ဆိုရင်တပည့်တော်ဖိတ်ပါတယ်ရေးကြည့်တာကကဲနေရာမှာနေခဲ့ရပြီးတော့ဆိုးရတဲ့ဘဝတွေကိုတွေ့ကြုံတဲ့သူတွေကစိတ်ဓာတ်တွေကနူးညံ့သိမ်မွေ့ကြပါတယ်ဒီမှာအဲတပည့်တော်လည်းအဲ့လိုလူတွေနဲ့အတူနေအောင်ပြောတယ်ဒါမှမဟုတ်ကိုเจ้าမှနေပြီးကိုယ်ဖောက်ပြန်သွားပြီဆိုတော့လည်း ကိုယ်နေနဲ့စိတ်မကောင်းဘူး။ဘုရားကုသိုလ်တရားနဲ့အတူပြဇာတရားဓမ္မတရားတွေပွားများမယ်ဆိုရင်ဝန်တာပါလေလို့ပြောကြရင်အရှင်မင်းရဲ့အတွေ့အကြုံငန်းလေးကိုဒီမင်းနဲ့ကျင်းနလို့ရတယ်။အရှင်မင်းအနေနဲ့အထူးပြောကျင်တာရှင်းအောင်ပြောပါ။အဲမရှိတော့ပါဘူးဆရာတော်ဗျာ။အကူကြီးလိုအပ်တော့ကူညီဆောင်မမှုတွေကိုစတင်ပေးဆောင်နေပြီဖြစ်သည့်အတွက်တွဲတော့ဝန်တာအဲ့လေကျင်းနရပါလေ။ဒါနဲ့ပဲတပတ်တော့လေ။သာဓုသုံးကြိမ်လေးလေးနဲ့နဲ့ခေါ်ပါရစေဆရာတော်ဗျာ။သာဓုသာဓုပြော။ ဘုရားသာနာမှာတကယ်ကိုစစ်မှန်တဲ့နိဗ္ဗာန်တကယ်ရှိရင်တကယ်တွေ့ရမှာ ဖြစ်တယ်လို့အခုလေနိဗ္ဗာန်တရားတွေအင်းငိမ့်သောလွတ်မြောက်သောချမ်းသာဓမ္မရရှိပြီးတော့ဟံပြယဟန်ကုသိုလ်ဖြစ်ယဟန်မကသစ္စာဓမ္မနဲ့ဘဝခန္ဓာကို ခန္ဓာအာနာဓာတ်သစ္စာသိရင်လွတ်မြောက်ခြင်းပြည့်စုံနိဗ္ဗာန်ပုံသွားသူတော်ကောင်းတရားများဖြင့်ငြိမ်းချမ်းပါစေလို့ဆုတောင်းပြန်တာဓုသုံးညင်ခေါ် တော့ရပါအောင်ဆရာတာတုတာတုတာတု